ပေါ်လို့ရဲ့ကျွန်တော် cross တွေကအရင်ကျွန်တော်တိကြတယ်အရင်တိကြတယ်ဆိုတော့ဒီလိုကြောင့်မလို့ကျွန်တော် delot လိုမျိုးကျွန်တော်ဒီဘာလို့ပြီးခဲ့တဲ့ကျွန်တော်တို့ forest နဲ့ပွဲမှာကျွန်တော်တို့အဲဒီသူ့ပတ်ချမ်းနေပြီးတော့ကျွန်တော် cross နှလုံးပေးရတယ်နှစ်ခုကျွန်တော်ပေးလိုက်ရတဲ့အချိန်မျိုးဆိုတာကဒါတိုက်ဆိုင်တာမဟုတ်ဘူးကျွန်တော် delot ရဲ့ကျွန်တော်လိုအပ်ချက်တွေကိုကျွန်တော်ပြနေ ားလုံးမင်္ဂလာပါဒိုင်းနဲ့နဲ့ YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ Manchester United ကတော့အခုလက်ရှိကျွန်တော်တို့လာမယ့်စနေနေ့မှာစပါအင်္ဂွေမှာကျွန်တော်တို့သွားပြီးတော့ကစားရဖို့ရှိတယ်ဆိုတော့ဒီပွဲကတော့ကျွန်တော်တို့ Premier League ကျွန်တော်တို့ Round 11တိကျွန်တော်ရောက်လာမယ်နော်ပွဲစဉ်17တိကျွန်တော်ရောက်လာပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီထုံးစံတိုင်းမှာ Away Win ပေါ့လေ Away Win ကျွန်တော်ထပ်ပြီးတော့ကစားမယ် Nottingham Forest Away Win ကျွန်တော်ကစားတယ် တူတူနဲ့ကျွန်တော်ဒီကြားရခုလက်ရှိကျွန်တော်စပါနဲ့လည်းအဝေးကွင်းကျွန်တော်ထပ်ပြီးတော့ကစားရမယ်အဝေးကွင်းနှစ်ပွဲဆက်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဘောနော် United အနေနဲ့ကျွန်တော်အားသက်ချက်ရှိကြသည်အဲဒီကြားထဲမှာကျွန်တော်တို့ဒီစပါဟာသလို့ရှိရင်တို့ကျွန်တော် Champions League ကစားထားတာမျိုးတွေကျွန်တော်ရှိတယ်အဲဒါပေမဲ့ကျွန်တော်တို့အိမ်ကွင်းမှာကစားတာဆိုတော့ Copenhagen လို့အသင်းမျိုးနဲ့ဆိုတော့တိတ်ပြီးတော့ကျွန်တော်ခက်ခဲခဲတော့မဖြစ်ခဲ့ဘူးเนาะဒီဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘောနော်အဲဒီ Korea အသင်းအတွက် အဲဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်တို့တို့မှာပြင်ဆင်ခြင်းနည်းနည်းကျော်နည်းတယ်လို့ပြောလို့ရတယ်အဲ ဘလောက်ပဲကျွန်တော်တို့ဒီဘောနပြင်ဆင်ချိန်နေတာပွဲပန်းတာတွေပဲကျွန်တော်ပြောနေပါစေကျွန်တော်ဒီစပါကကျွန်တော်ဒီဘောနသူတို့အိမ်ခွင်းမှာဆိုလို့ရှိရင်ယူနိုက်တက်နဲ့တွေ့တယ်ဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်တို့အချင်းတွေကောင်းတဲ့အဲဒီ history တွေကျွန်တော်ရှိထားတယ်ပေါ့နော်အဲနောက်ပိုင်းကျွန်တော်နှစ်တင်မှာဆိုလို့ရှိရင် smart အိမ်ခွင်းမှာကျွန်တော်မနိုင်တာဟာအတိုင်းတာတစ်ခုတည်းကျွန်တော်တို့အဲဒီဘောနကြာမြင့်ခဲ့ပြီလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီအသေးနှစ်သိန်းရဲ့အကြောင်းအခြေအနေကိုကျွန်တော်ပြောကြည့်ရအောင်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကန်နာတွေတော်တော်များများတော့ကျွန်တော်ပါမယ်ဗီဒီယိုလည်း maybe ကျွန်တော်ရှေ့ကောင်းရှေ့မှာပေါ့လေရှင်တော့ကျွန်တော်တို့ဗီဒီယို ရွက်ရှိမှာပေါ့လေဆိုတော့ခဏလေးတော်များပါပါမယ်ကျွန်တော်ဒီအသင်းအကြောင်းလေးကျွန်တော်ပြောကြမယ်ပြီးတော့ကျွန်တော်ဒီ quarter လူစင်းလေးကျွန်တော်ပြောကြမယ်အဲပြီးတော့ကျွန်တော်တခြားကျွန်တော် Asian handicap တို့ who score goal score prediction တို့အကုန်ကျွန်တော်တို့ပြောသွားမယ်ပေါ့နော်ဆိုတော့ဆက်လိုက်ကြအောင်ကျွန်တော် ကျွန်တော်ဒီအသင်းအသင်းကြောင့်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအရင်ဆုံးစပါးကြောင့်ကျွန်တော်ပြောမှာနော်စပါးဟာဆိုလို့ရှိရင်အခုလက်ရှိတို့ကျွန်တော်ချန်ပီယံလိဂ်တွေလည်းကျွန်တော်ကစားနေရတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်လို့ EPL အဆင်စီရရည်တည်မှုမှာဆိုလို့ရှိရင်စပါးကကျွန်တော်တို့အဆင့်ကျွန်တော်6ထိကျွန်တော်ရောက်နေရပါတော့။ဒီနေရာမှာတော့ကျွန်တော် United နဲ့ရမတ်ကတော့18မှတ်အတူတူပဲဒါပေမဲ့ Goal difference နဲ့အဆင့်6ထိကျွန်တော်ရောက်နေတဲ့အခြေအနေမျိုးပါ United ကတော့ကျွန်တော်အဆင့်8ပါပါနော်။ဆိုတော့ စစ်ချောက်ကျွန်တော်ရောက်နေတယ်ဆိုတော့ဒီကလေးဒီပွဲနိုင်မယ်ဆိုလို့ကျွန်တော်ရှားမှတ်20နဲ့အဆင့်နှစ်ထိကျွန်တော်ရောက်နိုင်မယ်အခြေအနေမျိုးကျွန်တော်ရှိပါတယ်ဆိုတော့ United မှာလည်းဒီလိုမျိုးကျွန်တော် chance ကလည်းရှိနေတယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ဒီကစားမယ့်အချိန်ကြီးကလည်းကျွန်တော်အစောဆုံးကျွန်တော်တို့ဒီည9နာရီပွဲကြီးဆိုတော့အဲဒီပေါ့နော်ကျွန်တော်ကတော့ဒီ watch along ကတော့တိတ်အဆင်မပြေတော့ဘူးလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီပေါ့နော်ဟို brother တို့လည်းကျွန်တော်ဖြစ်လိမ့်မယ်လို့ထင်တယ်။အဲဒီ wifi connection တွေပေါ့နော်တော်တော်ကြာနေတာကျွန်တော်လက်ရှိကျွန်တော်သုံးနေတဲ့ wifi တော်တော်အချိန်ကြီးဆိုးတယ်ဘလို့မှကျွန်တော်လုံးလို့မရဆိုတော့အဲပြောင်းဖို့ကလည်းအဲ့လောက်ကြီးကျွန်တော်လွယ်တဲ့အချိန်ကြီးမျိုးမှမရှိဘူးဆိုတော့အဲဒီပေါ့နော်မေးတုံနေရတဲ့အချိန်ကြီးမျိုးဆိုတော့အဲ့လောက်ကြီးကျွန်တော်အဆင်မပြေဆိုတော့ watch long ကတော့ဒီပေါ့နော်ကျွန်တော်ဒီ spa ပွဲအတွက်ကျွန်တော်ရှိမှာမဟုတ်ပါဘူးဆိုတော့ โอเคကျွန်တော်တို့ဒီပေါ့เนาะအာဒီပေါ့ကျွန်တော်ခွန်နိုင်ကျွန်တော်စမှာဖြစ်တဲ့အကြောင်းကျွန်တော်အစောဆုံးပွဲဖြစ်တယ်ဆိုတော့ဒီပွဲမှာကျွန်တော်နိုင်နေသူအဆင့်နှစ်ကျော်ရောက်သူတဲ့အခြေအနေမျိုးပဲပေါ့เนาะဆိုတော့လက်ရှိအဲကျွန်တော်ဒီ spy ရဲ့အခြေအနေအရဆိုလို့ရှိရင်တို့ကျွန်တော်ဒီပေါ့เนาะ app down လေးကျွန်တော်နည်းနည်းလေးတော့ကျွန်တော်များနေတယ်လို့ပြောလို့ရတယ်တို့မှာကျွန်တော်ဒီပေါ့เนาะရှေ့မှာကျွန်တော်ဒီ premier league မှာဆိုလို့ရှိရင်လည်းအဲဒီရှုံးလိုက်နိုင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 ်ရှုံးလိုက်ဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ဖြစ်တယ်ဒီလိုပဲကျွန်တော် champion league မှာဆိုလို့ရှိရင်လည်းတည်ကြလိုက်ကျွန်တော်တို့နိုင်လိုက်အဲဒီလိုပုံစံမျိုးတွေကျွန်တော်ဖြစ်နေရပါတော့ဆိုတော့ဒီတဲ့ကြောင့်မလို့ app down လေးတွေတော့ကျွန်တော်နည်းနည်းတော့ များတယ်ဒါပေမဲ့ကျွန်တော်နိုင်တဲ့နိုင်ထိုင်တဲ့ပွဲတွေအားလုံးကိုတော့တို့နိုင်အောင်ကစားထားနိုင်လို့ကျွန်တော်ပြောတာပြီးခဲ့တဲ့ပွဲကျွန်တော်ဒီ Chelsea နဲ့ပွဲဆိုလို့ရှိရင်ဒီ Spa အိမ်ဝင်းမှာကျွန်တော်ကစားပြီးအောင်တော့ခြေစွမ်းကတော်တော်လေးကျွန်တော်အခြေအနေဆိုးတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အမ်ဒီ Champion League လည်းကြာတော့သူမဟုတ်တဲ့အတိုင်းပဲတော်တော်ကိုကျွန်တော်တို့ခြေစွာနေကြကျွန်တော်တွေ့ရပြန်တယ်ဆိုတော့ဒီတော့ကြောင့်မလို့တော်တော်လေးကျွန်တော်ခံမှန်းရခက်တဲ့အသင်တသင်အဖြစ်ကျွန်တော်တို့မြင်နေရတဲ့အခြေအနေမျိုးပေါ့လေဆိုတော့လက်ရှိအဲသူရဲ့ကျွန်တော်တို့ဒီဘောနော်အာဒီ အင်ဝင်းဖောင်ပေါ့နော်အင်ဝင်းဖောင်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်စပါအင်ဝင်းကအဲ့လောက်ကြည့်တော့ကျွန်တော်မကောင်းဘူးပေါ့နော်တို့ဒီရာဒီမှာစပါအင်ဝင်းကျွန်တော်၅ဘွဲရှိတယ်တပွဲနဲ့တပွဲတည်နေတယ်၃ဘွဲတည်တို့ရှုံးထားတယ်ဆိုတော့အင်ဝင်းဖြစ်ပြုံတော့ကျွန်တော်အဲ့လောက်ကြည့်တော့အချိန်ကြီးမကောင်းဘူးလို့ကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်ဆိုတော့ဒီတော့ကျွန်တော် United မှာတော့ကျွန်တော်တို့အတိုင်းအတာတစ်ခုကြီးကျွန်တော် chance တွေတော့ကျွန်တော်ရှိရပါတော့ဆိုတော့ Spa နဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် Spa ကကျွန်တော်တို့အဲဒီဘယ်လိုပြောရမလဲ အဓိကစပါဆိုရင်ကျွန်တော်ပြင်မြင်ရမှာလေကျွန်တော်ခန်းစစ်ပါเนาะသူတို့ကျွန်တော်ခန်းစစ်ကတော်တော်ကိုကျွန်တော် solid ဖြစ်တဲ့ထဲမှာပါတယ်ဆိုတော့ဒီ Vinivel တို့ကျွန်တော်ဒီ Romero တို့ဥဆောင်တဲ့ခန်းစစ်တွေပြီးလို့ရှိရင်ကျွန်တော် wing back ဒီမှာဆိုလို့ရှိရင်လည်း Petro Poro တို့လိုမျိုးအဲဒီတကယ်ကျွန်တော်ဒီပေါ့နော်ဟိုရှစ်တက်နောက်ဆင်းလုံးဝကျွန်တော် energetic ဖြစ်ဖြစ်ကစားနိုင်တဲ့ကစားသမားတွေရှိတယ် Uruki တို့လို player မျိုးတွေကျွန်တော်ရှိတယ် Spence တို့လို့ကစားသမားတွေကျွန်တော်ရှိတယ်เนาะဆိုတော့ကစားသမားကောင်းတွေကျွန်တော်အများကြီးပဲဝင်လည်မှာဆိုလို့ရှိရင်လည်း Palinya တို့ကျွန်တော်ရှိတယ်เนาะ Bandanga တို့ရှိတယ်เนาะတကယ်ကောင်းတယ် ဆိုကွင်းလဲဒါပြင်ကျွန်တော်ဒီတက်ကင်မီဖီးနေရာမှာသလို့ရှင်လဲဇာဘီဆိုင်မွန်တို့ဥဆောင်လာမဲ့ကွင်းလဲပါဆိုတော့ ဝင်းနေမှာလဲကျွန်တော်တို့ဒီအသေးနဲ့ရှင်းမယ်ဆိုလို့ရှိရင်လဲတော်တော်ကိုကျွန်တော်တို့နှာတစ်ဖြားတာနေတာကိုကျွန်တော်မြင်နိုင်တယ်လို့ပဲကျွန်တော်တို့ဒီအာဒီတိုက်စစ်ကစားသမားတွေဆိုလို့ရှိရင်တကယ်ကျွန်တော်တို့ဒီ talented player တွေကျွန်တော်တို့မှာရှိတယ်ဆိုတော့အာဒီဘာနော်လက်ရှိနေကြမှာတို့ကျွန်တော်တို့ဒီ dance လူစင်းလဲနည်းနည်းဒီကျွန်တော်များနေတယ်လို့ပြောလို့ရတယ်အဲဒီပွဲကျွန်တော်တို့ဒီ cruise ပါမလားကျွန်တော်သိမသေးကြဘူးပေါ့နော်ဒီလူချင်းနေမျိုးတော့ကျွန်တော်ရှိတယ်တခြားကျွန်တော်တို့ကစားသမားကောင်းတွေကျွန်တော်တို့မဝင်ဖို့ကျွန်တော်မရှိဘူးပေါ့နော် very ball တို့ပြီးလို့ရှိရင် medicine glue suskiti ကစားသမားတွေကျွန်တော်ပါဝင်မှုမရှိဘူးဆိုတော့အခြေအနေမျိုးပါဆိုတော့ဒီတခြား ောင့်မို့ကိုရီမာကျွန်တော်တို့ဒီလိုင်းနာတစ်ခုထီတော့အခွင့်အရေးရှိနေပြီမဲ့လည်းပဲသူတို့စီမှာလည်းကျွန်တော်တို့ဒီပေါ့နော်လက်ရလူချင်းများနေပြီအောင်တော့သူတို့လက်ရှိကျွန်တော်ပွဲထွက်လူချင်းကလည်း United ကိုကောင်းကောင်းကျွန်တော်ဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေပါတယ်ဆိုတော့ Spa နဲ့ပွဲမှာ Spa ရဲ့ကျွန်တော်ခံစစ်ကိုကျွန်တော်အဓိက တိထားပြီးတော့ကျွန်တော်ကစားရမယ်ဒီပေါ်ရိုရဲ့ကျွန်တော်တို့ဒီ cross တွေကတော်တော်လေးကျွန်တော် accurate ဖြစ်တဲ့ထဲမှာပါဖြစ်တဲ့ကြောင့်ကျွန်တော်တို့ set piece တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီမနော်အဲဒီ cross တွေကိုကျွန်တော်တို့အဲဒီပြီးခဲ့တဲ့ Nottingham Forest နဲ့ပွဲမှာကျွန်တော်တို့နှစ်ကိုးပေးရတယ်နှစ်ဘိုးလုံးကျွန်တော် cross ကနေလာတယ်ဆိုတော့အချက်မျိုးတွေကျွန်တော်တို့သတိပြုဖို့လိုတယ်ဒီလိုပဲကျွန်တော်တို့ဒီ spar နဲ့ပွဲမှာဆိုလို့ရှိရင်ဒီ spar ကကျွန်တော်တို့ဒီပေါ့နော် set piece တွေမှာဆိုလို့ရှိရင် Mickey Van Nieuwen ရဲ့ကျွန်တော် ကောင်းတိုင်းချက်တွေကိုကာကွယ်နိုင်ဖို့လိုတယ်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ဒီမကွမ်းရလို့ကစားသမားမျိုးတွေကျွန်တော်တို့ လိုအပ်တယ်ပေါ့နော်ဆိုတော့ United အနေနဲ့ကတော့ကျွန်တော်ရှင်းပါတယ်ဆိုတော့ဒီပွဲမှာတို့တို့အဲဒီပေါ့နော်ဟိုဘယ်လိုပြောရမလဲနိုင်အောင်တော့ကျွန်တော်ကြိုးပမ်းမှာရမယ်နိုင်အောင်တော့ကြိုးပမ်းမှာရမယ် spy ကိုကျွန်တော်မနိုင်တာကြာပြီလက်ရှိကျွန်တော်တို့ဒီအသင့်အနေထားရ spy ရဲ့ကျွန်တော် app and down အခြေအနေရ United နိုင်မယ်ဆိုလို့ရှိရင်နိုင်ချင်နိုင်လို့ရတဲ့အခြေအနေမှာတော့ကျွန်တော်ရှိတယ်ဆိုတော့ကိုရီဘက်ကတော့ကျွန်တော်အာတုံခွန်ဆိုင်ကျွန်တော်အမှန်တမ်းကြိုးပမ်းပြမှာတော့ရမယ်အာဒီပေါ့နော်တောင်းတောင်ကျွန်တော်ကစားပုံလေးကတော့ spark ကိုနိုင်ဖို့อ่ะ မလွယ်ပါဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် Thomas Frank ခြင်နေတာဖြစ်တယ် Thomas Frank ဒီကျွန်တော်တပွဲတို့ပြင်ဆင်မှုတွေတော်တော်လေးအားကောင်းတဲ့အခြေအနေမျိုးပါသူတို့အသင်းငယ်ရင်းနဲ့ကျွန်တော်တိုင်ပိုင်ပတ်နေမယ်အသင်းနေနေဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုဒီဒုက္ခပြီးနိုင်တဲ့အခြေအနေမှာတော့ကျွန်တော်ရှိနေစေမယ်ဆိုတော့ဒီတော့ကြောင့်ကျွန်တော်တို့ဖက်ဖက်ကတော့ကျွန်တော်သတိထားမှရမယ်နိုင်ဖို့တော့ကျွန်တော်တို့ဂျူပန်းမှာလည်းရမယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီပွဲမှာယူနိုက်တက်ဘယ်လိုပွဲထွက်လာနိုင်လဲအဲဒီဘောနတာကိုကျွန်တော်တို့ကြည့်ရအောင်ပေါ့ဆိုတော့ အဲဒီကိုသမားနေရာတော့ကျွန်တော် Sand Elements နော်တိတ်ပြီးတော့ကျွန်တော်ပြောပြမရှိဘူးဆိုတော့ကျွန်တော်တို့မှာကိုသမားကအဲဒီလက်ရှိကျွန်တော် Lemons ကအဆင်ပြေဆုံးပဲဆိုတော့ Lemons ကျွန်တော်ပြတ်ထွက်လာပါလိမ့်မယ်ဆိုတော့အဲ left အဲဒီဘောနာ Sand Back မှာဆိုလို့ရှိရင်တော့ Lu Shaw ပဲကျွန်တော်ရှိမယ် Lesano Martinez ကပြန်ပါနိုင်အောင်မှာမဟုတ်သေးဘူးဆိုတော့ Spa နဲ့ပွဲမှာတော့ကျွန်တော် Amring ကစောင့်ကြည့်ရမယ်ဆိုပြီးတော့ပြောထားပေးမယ်ကျွန်တော်ထင်တော့မပါလောက်သေးဘူးပေါ့နော်ဒီပွဲမှာကျွန်တော် minute ပိုင်းလောက်လေချာကိုကျွန်တော်မြင်ရမလားတော့မသိဘူး နောက်သူပြီးခဲ့တဲ့ကျွန်တော်ဒီ press မှာလို့ပြောထားတဲ့ပုံစံအရဆိုလို့ရှိရင်တော့ဒီပွဲမှာမြန်မာနိုင်ငံအနေနဲ့ကျွန်တော်ရှိတယ်ဆိုတော့ပွဲချင်းပြေတို့ပွဲထွက်လူစည်းရင်းတို့မှာပါလာဖို့ကတော့လေချာကအခြေအနေတော်လေးနည်းပါတယ်ဆိုတော့ဒီပွဲမှာကျွန်တော် center back တွေကိုအပြောင်းအလဲ လောက်လာနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာကျွန်တော်ပြောခဲ့သူပဲ spa the area threat တော်တော်ကိုကောင်းတဲ့အခြေအနေမှာကျွန်တော်ရှိတယ်။ဆိုတော့ဒီတက်ကြောင်းမလို့ကျွန်တော်တို့ဒီမှာနော်အဲဒီမကွိုင်းရလို့ကစားသမားမျိုးကျွန်တော်လိုပြီလို့ကျွန်တော်ထင်တယ်။ဆိုတော့မကွိုင်းရနှစ်ပွဲတော့ကျွန်တော်တို့မပါဘူးဆိုတဲ့အနေအထားမှာဒီပွဲကျွန်တော်အခြေအနေပြန်ကောင်းမလားကျွန်တော်ကြည့်ရမယ်။ဆိုတော့ဒီပြားကကျွန်တော် press conference မှာတော့မကွိုင်းရကျွန်တော်ပါမပါဘူးဒီကျွန်တော်ပြောသွားမယ်ဘာမှမရှိဘူး။ဆိုတော့ဟိုနော် journalist တွေကလည်းဘိုင်းမင်းမသိဘူး။ကိုရီးယားတည်ကျင်တာကိုကစားသမားတွေဘယ်ကောင်ပါနိုင်လဲဘယ်ကောင်မပါနိုင်ဘူးလဲဆိုတာတည်ကျင်တာ။ မေးတော့ပတ်ဝန်းကျင်လျှောက်မေးနေတာနော်ယူရိုပါလိမှာကျွန်တော်တို့ဘာလို့ရှုံးတာလဲဒီပိုင်းတော့မေးတကယ်ဟိုပါဂျာနယ်လစ်ဆိုတော့ကျွန်တော်မကွိုင်းရကိုကျွန်တော်မျှော်လင့်နေဆိုတော့မကွိုင်းရနော် right center မှာဒီလစ်ဆိုတဲ့ပုံစံမျိုးပါဆိုတော့ကွင်းထဲမှာကျွန်တော် Bruno Casemiro ဒါကျွန်တော်ပုံမှန်အတိုင်းပဲနော်ဒီ wing back တွေမှာဆိုလို့ရှိရင်ဒီကို De Lor နဲ့ Armand ဆိုတော့အဲ့မှာကျွန်တော်စိုးရိမ်နာသည် De Lor လို့ပတ်ချမ်းပဲဆိုတော့အဲ့ဘက်မှာကျွန်တော် Patro Paul လို့ရှိတယ်ဆိုတော့ Paul ရဲ့ကျွန်တော် cross တွေကအရင်ကျွန်တော်တိကျတယ် အရင်တိကျတယ်ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော် delot လိုမျိုးကျွန်တော်တို့ဒီဘာလို့ပြီးခဲ့တဲ့ကျွန်တော်တို့ forest နဲ့ပွဲမှာကျွန်တော်တို့အဲဒီတူပတ်ချမ်းနေပြီးတော့ကျွန်တော် cross နှလုံးပေးရတယ်နှစ်ခုကျွန်တော်ပေးလိုက်ရတဲ့အချိန်မျိုးဆိုတာကဒါတိုက်ဆိုင်တာမဟုတ်ဘူးကျွန်တော် delot ရဲ့ကျွန်တော်လိုအပ်ချက်တွေကိုကျွန်တော်ပြနေရဆိုတော့ဒီတော့ကြောင့်မလို့ delot ဒီကျွန်တော်ဒီတိုက်စစ်မှာသူဘလောက်ပဲကျွန်တော်လိုက်ပါမှုအားကောင်းကောင်းတိုက်စစ်ကကျွန်တော်ဒီကုညာရုံးနဲ့ချိန်ဆက်တာတွေဘလောက်ပဲကောင်းကောင်းเนาะဘူနိုနဲ့ကျွန်တော်တွဲကစားတယ်ဘလောက်ပဲကျွန်တော်ကောင်းကောင်းဝင်းလင်းနဲ့ချိန်တာဘလောက်ပဲကောင်းကောင်းသူ့ရဲ့ကျွန်တော်တို့ဒီဘာလို့ဟိုခံစစ်ပိုင်းဆိုင်ရာ မှာဆိုလို့ရှိရင်လိုအပ်ချက်တွေကျွန်တော်အများကြီးရှိတယ်ဆိုတော့ဒီတစ်ချောင်းမှာကျွန်တော်တို့ဒီဒီဘောနော property ချမ်းကနေလာမယ်ကျွန်တော်အတိုးလှုပ်တွေ cross တွေเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီ area နားမှာကျွန်တော်တို့ဒီဘောနော်ဒီ found တွေမပေးရဖို့တွေဒါတွေကကျွန်တော်တို့ develop မှာတောင်းဝင်ကျွန်တော်အများကြီးကျွန်တော်ရှိတယ်ဆိုတော့ဒီတစ်ချောင်းမှာလို့ ီချမ်းကိုတော့ကျွန်တော်တော်လေးစိတ်ပူတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိပါတယ်ဆိုတော့အမ်တလော့ဒီထပ်ပူကောင်းမှရမယ်ဒီပုံစံနဲ့ရတော့မဖြစ်ဘူးပေါ့နော်ဆိုတော့ဒီ left wing back ပြဿနာကိုလည်းကျွန်တော်တို့ဒီ Emery နေနဲ့တခြားလေးကျွန်တော်အပြေရှာမှတော့ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဲဒီဒီပွဲကကျွန်တော်တလော့ပဲကျွန်တော်ပွဲထွက်လိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့တလော့ကပြီးခဲ့တဲ့ပွဲရလို့တော့ကျွန်တော်ဖြစ်လို့မရအောင်နော်ပြီးခဲ့တဲ့ပွဲရထပ်တော့အမြိုက်ပူကောင်းမှရမယ်ပေါ့နော်တွေ့ရတဲ့အချိန်ကျွန်တော် spa ပါဆိုတော့အဲဒီ right wing back ကတော့ကျွန်တော်အာမက်ဒီယာလို့ပဲကျွန်တော်ဘာမှကျွန်တော်မင်းကိုထုတ်လို့ရမှာမလို့ဘူးကျွန်တော်အာမက် ကဒီဒီတနေရာကိုကျွန်တော်အပိုင်သားရတာပြီးကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့လက်ရှိအဲဒီသူကစားခင်းနဲ့ကျွန်တော်ပွဲစဉ်တွေတောက်လျှောက်ကျွန်တော်၄ပွဲစားလိုက်တော့တော်တော်ကိုကျွန်တော်အချိန်ကြီးကောင်းနေရမှာအမကဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့ Dian Forest နဲ့ပွဲမှာလည်းသူကျွန်တော်တို့ဒီအဲသူကကျွန်တော်တို့အတိတ်ကကျွန်တော်တို့ threat တစ်ခုကျွန်တော်ဖြစ်ခဲ့တာပေါ့နော်ဆိုတော့ဒီဒီတစ်ချောင်းမှကျွန်တော်အမကဒီပွဲမှာလည်းတေချာပါပွဲထွက်တဲ့နယ်လည်းကျွန်တော်ယူဆပါတယ်ဆိုတော့ကျွန်တော် new number 10မှာဆိုလို့ရှိရင်ကျွန်တော် Matthias Kunya ရဲ့ Brian Ambume เนาะဒီဒီကစားသမားနှစ်ယောက်ပဲကျွန်တော်တို့သုံးရမှာပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီ Benjamin Shears ကိုပဲပေါ့เนาะဒါပါပဲဆိုတော့ နားတော့ကျွန်တော်ပြောထွက်လူချင်းပါဆိုတော့ဘရာသာတို့ရဲ့ပွဲထွက်လူချင်းကရောဘယ်လိုပုံစံဖြစ်မယ်လို့ထင်ကြလဲဘယ်ကစားသမားတွေဘယ်နေရာမှာထွက်လာနိုင်တယ်ထင်ကြလဲကိုမောင်မောင်ရောက်ဆွေးနွေးပြီးသားလို့ရပါတယ်ဆိုတော့ဒီပွဲအတွက်ကျွန်တော်ရဲ့ expectation ကို share ပါတယ်ကျွန်တော်နိုင်ရင်လည်းပေါ့တော့ကျွန်တော်တို့ရှေ့မှာဆိုလို့ရှိရင်လည်းကိုရီကျွန်တော်ဒီပေါ့နော်နိုင်မှုတတတို့ခက်ခဲတဲ့အသင်းတွေကို เนาะကျွန်တော်လုတ်ပြခဲ့ပြီးသွား Brighton ကိုကျွန်တော်တို့မနိုင်နိုင်ကြပြီးနိုင်ပလိုက်တယ်เนาะ Liverpool အိမ်ဝင်ကျွန်တော်မနိုင်နိုင်ကြပြီးနိုင်အောင်ကျွန်တော်ကစားနိုင်ခဲ့တယ်ဆိုတော့အခုလက်ရှိကျွန်တော် Spa အိမ်ဝင်ကျွန်တော်မနိုင်မနိုင်နိုင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်အနည်းငယ်တော့ကျွန်တော်ကြာသွားပြီဆိုတော့ဒီတော့ကြောင့်မလို့ဒီပွဲမှာတော့ကျွန်တော်တို့အဲဒီအနိုင်ရဖို့မှာတပါကျွန်တော်တို့ညှော်လင့်စရာဘာမှမရှိဘူးပေါ့เนาะဆိုတော့အဲနိုင်ဖို့ကတော့ကျွန်တော်တို့လေးခတ်တယ်ဒါပေမဲ့ကျွန်တော်နိုင်အောင်စွမ်းဆောင်နိုင်မှနိုင်အောင်ကျွန်တော်ကြိုးပမ်းနိုင်မှတော့ရမယ်ပေါ့เนาะဆိုတော့ဒါကျွန်တော် expectation မှာကျွန်တော်ဒီပွဲမှာတော့နိုင်ချင်ပါတယ် တော့ Asian Handicap ဘက်ကိုကျွန်တော်တို့တွေးရအောင် Asian Handicap ကတော့ဦးလက်ရှိကျွန်တော်ဒီ Spa နဲ့ United မှာဒီ Day Z ကျွန်တော်ပေါက်တယ်ပေါ့နော် Day Z ပေါက်တယ်ကိုပေါင်းစီကျွန်တော်သုံးလုံးတည်ဆိုတော့ကျွန်တော်ချင်းနေမျိုးပါဆိုတော့ဒီဘက်ကြောင့်မလို့အဲဒီဘွဲကကျွန်တော်ဘယ်သိန်းနေနေနေချင်းဘက်နေဆိုတော့ပုံစံမျိုးမှာကျွန်တော်ရှိပါတယ်ဆိုတော့နောက်နေ့ရင်တော့ကျွန်တော်ဒီ Spa ဘက်ကိုတော့ကျွန်တော်ဒီအဲ level 10 20 30အဲ့လောက်လောက်ထိကျွန်တော်တို့ ရောက်သွားနိုင်ခြင်းရှိရလို့ကျွန်တော် ပြောလို့ရတယ်ဒါပေမဲ့လက်ရှိကျွန်တော်ဒီဘာနော်အာဒီအာဒီအစ်စ်နေထားတဲ့အချင်းဒီအရာတွေအပန်းနောက်များတာတွေအရာဆိုလို့ရှိရင်တော့ဒီဈေးကကျွန်တော်တို့ပြင်းတယ်လို့လည်းကျွန်တော် ပြောလို့မရဘူးလို့ပြောရလို့လည်းကျွန်တော်ပြောလို့မရဘူးနော်ဈေးကတော့ကျွန်တော်တို့ပုံမှန်ပဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ကြိုက်တဲ့အသင်းမှာမကြိုက်တဲ့လို့နေလို့ရရတယ်ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့သုံးလုံးတည်နေကျွန်တော်ကာထားတာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပွဲကတော်တော်လေးကျွန်တော်ကိုးတွေများနိုင်တယ်လို့ကျွန်တော်တို့အကြမ်းမြင်ယူဆလို့ရပါတယ်ဘာလို့ဆိုတော့ဒေဈေးမှာကျွန်တော်သုံးလုံးတည်ဆိုကြဲက နှစ်ဖက်လုံးကျွန်တော်တို့ကိုးရနိုင်တယ် BTDS yes ဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်11ကတော့ကျွန်တော်တို့စကြည့်ရမယ်ဆိုတော့21 22တွေကျွန်တော်တို့မဖြစ်လာလို့ကျွန်တော်ပြောလို့မရအောင်ပေါ့နော်ဆိုတော့ဒီပွဲကိုကျွန်တော်ရွေးရင်ဆိုလို့ရှိရင်တော့အဲ5ဘောလေးကျွန်တော်မစိုးပေါ့နော်5ဘောလေးမစိုးဘူးပြီးပြီးခဲ့တဲ့ကျွန်တော် Nottingham Forest ဆိုလည်းကျွန်တော်5ဘောပဲကြိုက်ခဲ့တာပေါ့နော်5လည်းကျွန်တော်ပေါ်သွားတယ်ဆိုတော့အဲဒီအဲ့ဒီနေ့ကျွန်တော်ဒီစနေနေ့ပေါ့နော်စနေနေ့ကစားမယ့်ပွဲနေမှာဆိုလို့ရှိရင် United Spa ပွဲကကိုပေါင်းစီးရကျွန်တော်အမြင့်ဆုံးပဲဆိုတော့ အဲမေပေါ်ဝင်လင်းပေါ်မှာပဲเนาะဆိုတော့ဒီဘွဲကတော့ကျွန်တော် United ကြိုက်တယ်ကိုဘော်လေးကျွန်တော်ကြိုက်ပါတယ်ဘူးစကောကတော့ဒီဘွဲကိုကျွန်တော်2ဘွဲနဲ့စပါးနိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ brother တို့ရောဘလို့ခံမှန်းလဲဘလို့ရလက်တီထွက်ပေါ်လာမယ်လို့ထင်ကြတယ်ဆိုတော့ဒါတော့ဒီပေါ်တော့ကျွန်တော်ဒီစပါးနဲ့ Manchester United ဘွဲစဉ်အတွက်ဘွဲကြုံတဲ့ချက်ပါဆိုတော့ brother တို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးတာလို့ရပါတယ်ဆိုတော့ issue အပြည့်ညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်ဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြပါဦးအားလုံးကို request လုပ်ပါတယ်ကျွန်တော်နောက်တစ်ဗီဒီယိုမှတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ